လိုက်ဆိုင်ကိုကြီးရှုနေကြတော့ပြည်ရင်းပြပါရဟရှိလူ ပြည်သူအလုံးတောကခတ်တဲ့အဖုခတ်တဲ့နေအင်းကြသည်ဖြစ်၍ချမ်းသာဒုက္ခကံကောင်းမှုများဤကံရကြပါသည်ကျွန်တော်ရပြိုလိုက်ဆိုင်ကိုကြီးရှုနေတဲ့ပြည်ရင်းပြပါမှာရှိတဲ့ရဟရှိလူအလုံးတို့သည်တာယာအေးချမ်းနဲ့သောကလရောက်ရှိနေတဲ့အချိန်ဒီဇင်ဘာလမှာ ဘေးရန်ခင်ပြီးချမ်းသာဒုက္ခရကြပါသည်ရာသီဆက်ဝင်တို့သည်တရွတ်ရွတ်ပြောင်းလာလိုက်တာ2025ရဲ့နောက်ဆုံးလဒီဇင်ဘာရောက်ရှိလာပါပြီအော်ဒီဇင်ဘာလရောက်တော့လဲရောက်တဲ့အလှည့်ရောက်ပေါ့နော်ကောင်းငယ်ရချိုးလေးနတ်ခတ်ဒီသူရဲ့နှိမ့်ညအပူအေးတဘာဝစရာရပြောင်းလဲကုန်တာပြောင်းလဲတဲ့ဖြစ်စဉ်နဲ့အတူ လူသားတို့ရဲ့ကံကြမ္မာတွေကလည်းမတူညီပါဘူးဒီနေရာမှာနေတဲ့လူကဟိုနေရာရောက်ဟိုနေရာနေဒီနေရာရောက်အိမ်ပြောင်းနေရာပြောင်းယာတူပြောင်းရှိသလိုစီးပွားဥစ္စာငွေကြေးအိမ်တော်ရေးဌာနစည်းစိမ်တို့တက်တဲ့လူကြတဲ့လူပြုတ်တဲ့လူတည်တဲ့လူကြည်တဲ့လူချမ်းသာတဲ့လူအဆိုးအကောင်းတွေဟာသူ့ဘာသူဖြစ်ပေါ်နေတာပါပဲအဲဖြစ်ပေါ်နေတဲ့ကံတရားတွေကို ဒီနတ်ခတ်ပြည်တွင်ဆိုင်ရာပညာရပ်တွေနဲ့ယာနုံးပြည်မဟုတ်တော့တိတိတိထိုက်တဲ့သူ့ရဲ့ဘောင်းဧရိယာတွေမှာတိခွင့်ရှိပါတယ်ဒါလေးတွေကျွန်တော်ရှောင်းရဆောင်းရကျွန်တော်ပြည်တိုက်ကြည့်တဲ့အတတ်နိုင်ဆုံးအမှန်ဆုံးဖြစ်အောင်ကြိုးစားအထောက်ဟောပြောပြတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီကြည်နေတဲ့ပြည်တိုက်တွေလည်းပို့ကောင်းအောင်ပေါ့နော်ကုတူရအောင်ဒီထဲမှာ like and share တွေလောက်ကြပါဖြိုးလိုက်ဆိုင်ဝင်ကြည့်ကြပါကျွန်တော်လည်း အမြတ်မပြတ်တလက်တဟောကြားပြီးမှဖြစ်ပါတယ်။ကာယာတိမိသားစုများကာယာတိဘဝမိသားစုတွေဆိုတာဩဂတ်24နဲ့စက်တင်ဘာ22ကြာမှာမူဖွားတာဒီယာတိဘဝတွေဟာလုပ်ငန်းအပြိုင်ဆိုင်တွေစာချုပ်စာတမ်းကိစ္စတွေအမှုကိစ္စဟောင်းတွေဖြည့်ရှင်းရနိုင်တယ်အလုပ်စီးပွားကြမ်းမာရေးတွေပြည့်ပြည့်စုံမဲ့ ငွေတွေတော့ဝင်မယ်ပြင်သာနဲ့လှုပ်ရတဲ့အလုပ်တွေဝင်ငွေကောင်းမယ်အထယ်လေးဆက်ယုံအလုပ်ယုံကုံတွယ်ရင်းနဲ့အမှုပညာနဲ့ပတ်သက်တာတွေကောင်းကျူးပြိမဲ့အခြေပြီးတော့ကျေးဇူးဆက်ခွင့်ရမယ်အိချာမီတိုက်ကားဝယ်ရောက်ငှားတွေအဆင်ပြေမယ်နိုင်ငံခြားကိစ္စတွေအဆင်ပြေမယ်ဖျားဘူးပြည်သူများတွာလာပြမယ်အလူဒါနာလေးတွေလှုပ်ရလိမ့် ဝိဇ္ဇာမဲ့အကြောင်းတွေကတော့အပြာခရမ်းမင်္ဂလာရောင်ပန်းရောင်အရောင်နှမျိုးသုံးမျိုးရောတာလေးတွေဝတ်ပေးပါခွန်လေးရှစ်ပတ်လည်းထီထိုးပါအရဟံတိတ်တိအရဟံတိတ်တိပရိစ္ဆေဘစိတ်ပါနှလုံးသားအခြေရေးတွေနာနာလေးအထင်ငေါ့ဖြစ်နေရင်ခြေဒီတစုသွားပြီးလက်ရည်ပတ် ချိုတိုင်းတွေမှာတပြေပန်းရေချမ်းလှုပ်ပေးပါအဲဒါဆိုအခြေရေးနှလုံးသားကိစ္စတွေပြေလည်သွားပါလိမ့်မယ်ကာယာဒီဘဝမိသားစုများဘေးရန်ကင်းကြမှာချမ်းသာကြပါသည်